မနဲ့ဆူကြောင်းကိုသွားဖို့ဆွေလုခဲ့မိလောမြစ်တံဘယ်ရနေလဲမနိုင်တာရေမရှိရရဲ့ရှိရရဲ့ရှာကြံကြွေးမွေးတမိယူမမေနောင်ရင်တွယ်ဝင်ဒုတ်တွေအလေးနေရင်တော့ကရီလေးတကယ်မကြီးလေအဲ့ဒီချင်းလေးပါရှိဟုတ်အဲကြောင်းလဲရောက်လဲရောက်တော့သွားအပ်တာပေါ့အဖေနဲ့နှစ်ယောက်ဩလမ်းမှာလဲပျော်နေတာသွားနေပြီးရလဲကြောင်ဆီယာမက ဟိုအဲ့လိုမျိုးလက်တွေမခံဘူးပေါ့နော်ဒီမတန်ဆွမ်းဆိုတော့လက်တွေမခံဘူးနဲ့ចောင်းမှာကြတော့ခလေးတွေကလည်းအဲ့လိုနှိမ်မှာဆိုးလို့ပေါ့နော်အဲအဲ့အကြောင်းတခုခုဖြစ်သွားမှာဆိုရင်လို့အဲဒီလိုမတန်ဆွမ်းចောင်းဟိုပဲတွားထားတာအကောင်းဆုံးပဲပေါ့နော်အဲအဲ့ဒါချင်းပဲစိတ်မကောင်းအဲ့လိုမျိုးပြန်လာတယ်ပေါ့နော်အများကြီးအဲ့လိုမျိုးចောင်းတက်တာဟိုအဲ့လိုမျိုးကိုလည်းចောင်းတက်ရှင်တယ်အဲဒါပေမဲ့လည်းဒါကိုယ့်ရဲ့အခက်ခဲကြောင့်မတက်ရဘူးပေါ့ အဲဒါပေမဲ့မတန်ဆွမ်းကြောင်းကြတော့လေအဲမတန်ဆွမ်းကြောင်းကြတော့လေအမေတို့နဲ့မခွဲနိုင်လို့တမညာအဲ့လိုမျိုးမသွားချင်ဘူးပေါ့နော်တူဝရီကံမကောင်းဘူးဟာအတိန်ဟောင်းကကံကြောင်းမလာလူဒီကြည့်ရှုံရဒီဘဝချီမှာဟုတ်တခါလေးကြရင်လည်းတွေးမိရဲ့လို့အဲတခါလေးကြရင်လည်းအဲ့လိုပျော်စရာတွေဒီကိုယ်ပိုင်မိသားစုတွေနဲ့ဆိုရင်လည်းအဲ့ဒါတွေမတွေးမိတော့အဲ့လိုမျိုးပေါ့ ဒီ6လပိုင်းတော့မဟုတ်ဘူးအကြောင်းလေးစားပွင့်တာနဲ့ထွက်မယ်ပေါ့နော်အဲအတချင်းလေးကလည်းကြောင်းနဲ့ပတ်သက်တဲ့တချင်းလေးပေါ့ဒါပြီးတော့မိဘမေတ္တာနဲ့ပတ်သက်တယ်အဲ့လိုမျိုးလေးအဲတချင်းလေးကကြတော့ကောင်းတယ်ဗာလေဩမနှဆူကြောင်းကိုသွားဖို့ဆွေးနွေးခဲ့မိဘမေတ္တာဘယ်ရမလဲမနိုင်တာရဲ့မရှိရရဲ့ရှိရရဲ့ရှာကြံကြွေးမွေး တမိလူမမေနောင်ရေးတွက်ဝင်ဒုတ်တွေအလီနေငယ်တော့ကာရီလဲတကယ်မကြီးလေအဲ့ဒီချင်းလေးပါရှိဟုတ် ဟုတ်ကဲ့အဲငငယ်ကဒါပေမဲ့တမီးကတော့ကြောင်းမတက်ရအောင်ဒါပေမဲ့မိဘမိတာကိုနားလေတယ်ပေါ့နော်အဲတမီးကကြောင်းမတက်ရအောင်တက်ချူအဲတမီးမောင်လေးဆိုကြောင်းတက်ရတယ်ပြီးအဲမိဘတွေကသားသမီးကိုပညာတက်စေခြင်းနဲ့လေအဲပညာတက်စေခြင်းနဲ့ပညာမတက်တဲ့ခါကျရင်လမ်းမကိုရောက်သွားလိမ့်မယ်ပေါ့နော်အဲတချို့ကြတော့လေအဲသူများထိခိုက်တာတော့မဟုတ်ဘူးတချို့ကြတော့လေအဲပညာတက်ပြီးတော့လမ်းလမ်းမပေါ်ရောက်နေတဲ့သူတွေလည်းအများကြီးပဲပေါ့နော်အဲမိဘတွေကကြတော့အဲ့လိုမျိုးမဖြစ်စေချင်ဘူး အပညာတက်ပြီးတော့ပညာတက်ကိုလန်းကိုအဲ့လိုမျိုးပေါ့အစဉ်ပြေပြေလေးနေနိုင်မှုအတွက်မိဘတွေကအကြောင်းကိုအဲ့လိုမျိုးလွတ်တယ်အဲမောင်အရမောင်လေးဆိုငယ်ငယ်တော့အကြောင်းတက်တာအရင်ပြင်းတယ်အာမင်းဆိုလို့ရှိရင်အဲ့လိုမျိုးအချိန်မရွေးဟဲ့နှိုးတာနှိုးတာထားထားအကြောင်းသွားတော့လေဒါလေးရဲ့ချော့ပြီးတော့အဲ့လိုမျိုးတွေလွတ်ရတယ်ပေါ့နော်အဲနောက်နောက်ပိုင်းကျတော့သူ့ဟာလေးနဲ့သူအစင်ပြေွားအောင်ကြောင်းပျော်ွားအောင်ပျော်ရင်သူ့မှလူသွားအဲ့လိုမျိုးလေး အဲမိဘမိတာဆိုတာလည်းဒီလိုပါပဲဟောအဲတားတွေတမီးတွေတွတ်ဆိုလို့ရှိရင်လေသူတို့ window တွေကလည်းအဲအဲ window ဝင်ဖို့လေးရဲ့လေးတားတွေတမီးတွေတွတ်အဲဒါပေမဲ့မကြီးမညူမိဘတွေကကြတော့တားတမီးတွေအဲစားဖို့နေရေးအတွက်လည်းဒါမိဘတွေကတာဝန်ရှိရဲ့အတွက်ကြောင့်ဒါရှာကြွေးရတာပေါ့တားတမီးတွေလှဲကြရင်လေအဲမိဘတွေကအသက်ကြီးွားတဲ့ခါကြလို့ရှိရင်တားတမီးတွေကတဖန် ပြန်လဲပြီးတော့ပြုစုကြွေးမှုရတာပဲလေဟုတ်ကဲ့ဟုတ်ကဲ့ဖြစ်သည်ရရေကောင်းမယူလို့ဆွေးမလျှော့စောနေကျူးစောမယ်အဲရင်တော့ဆိုငယ်ငယ်တော့ဆိုလို့ရင်ပေါ့နော်တမီအဲចောင်းတက်ကမဲ့အရွယ်တော့ဆိုရင်တမီចောင်းတက်ရှင်တာအမေအဲအမေတို့ကတော့အဲ့လိုမျိုးចောင်းအပ်ဖို့ဆိုပြီးတော့စာရက်စာတန်းနေလုပ်တယ်အာအဲ့လေအဲ့တော့ပျော်နေရပါဘောပြီးရင်ចောင်းစိမ့်လဲဝယ်ပေးရဲ့အမေကအဲចောင်းစိမ့်အင်းကြီးဝယ်ပေးရဲ့ ပြီးအလုတ်သွားကြရလေမိသားစုလိုက်ဆိုတော့တမီအိမ်မှာတမီရဲ့တမီမောင်လေးရဲ့နှစ်ယောက်ကြံလေအဖေနဲ့မိကအလုတ်သွားတယ်ညနေကျောင်းအခန်းကြီးကျရင်အဖေကိုလွတ်လိုက်မယ်ဆိုတော့မိကသွားသွားလဲသွားအဲ့စာရက်စာတန်းနေအဲ့လိုမျိုးလိုတယ်လေကျောင်းအပ်လို့ရှိရင်အဲ့အရာတွေလုတ်ပြီးွားရင်အစင်တစ်ပဲအာကျောင်းတက်ရတော့မယ်ပေါ့နော်ပျော်နေရအဲကျောင်းတက်ရတော့မယ်ကျောင်းမှာတငယ်ချင်းနေနေအဲ့လိုမျိုးပေါ့ပျော်နေရကိုစိတ်ထဲမှာပေါ့ အဲကြောင်းလဲရောက်လဲရောက်တော့သွားအပ်တာပေါ့အဖေနဲ့နှစ်ယောက်ဩလမ်းမှာလဲပျော်နေရသွားနေပြီးရလဲရောက်ဆရာမဟိုအဲ့လိုမျိုးလက်တင်မခံဘူးပေါ့နော်ဒီမတန်ဆွမ်းဆိုတော့လက်တင်မခံဘူးနဲ့ကြောင်းမှာကြတော့ကလေးတွေကလဲအဲ့လိုနှိမ်မှဆိုးလို့ပေါ့နော်အဲအဲ့အကြောင်းတခုခုဖြစ်သွားမှဆိုးရင်လို့အဲဒီလိုမတန်ဆွမ်းကြောင်းကိုပဲသွားထားတာအကောင်းဆုံးပဲပေါ့နော်အဲအဲ့ဒါချင်းပဲစိတ်မကောင်းအဲ့လိုမျိုးပြန်လာတယ်ပေါ့နော် ။သူဝရီကံမကောင်းလူဟာအတင်းဟောင်းကကံကြောင့်မလာလူဒီကြည့်ရှုံးရဒီဘဝချီမှာ။အော်အိုက်စိတ်ကတော့တော်တော်ကြီးနေ။ဘယ်လိုလဲဆိုတော့သူများတွေအဲ့လိုကြီးကြောင်းတက်တာကိုအဲ့လိုကိုလည်းကြောင်းတက်ရှင်နေ။အဲဒါပေမဲ့လည်းဒါကိုယ့်ရဲ့အခက်ခဲကြောင့်မတက်ရဘူးပေါ့အဲဒါပေမဲ့မတန်ဆွမ်းချောင်းကြတော့လေအဲမတန်ဆွမ်းချောင်းကြတော့လေအမေတို့နဲ့မခွဲနိုင်ဘူးတမညာအဲ့လိုမျိုးမသွားချေဘူးပေါ့နော် ဒါပေမဲ့ဒီရဲကွက်ထဲမှာပဲဒီလိုမျိုးလာတင်တဲ့ကျောင်းရှိရဲ။ဒါပေမဲ့သူကအတန်းကျောင်းမတက်နိုင်တဲ့သူတွေအတွက်ကိုအဲဒီလိုမျိုးတင်ပေးတာပေါ့။အဲအဲ့ဒါအဲ့ဒီမှာတက်တယ်တဲ့။တက်လိုက်တဲ့ခါကျတော့နည်းနည်းရေးတက်ဖတ်တက်တယ်ပေါ့နော်။အဲအဲ့လိုဟုတ်ကဲ့ပါ။ဟုတ်တခါလေကြရင်လည်းတွေးမိရဲ့လိုမျိုး။အဲတခါလေကြရင်လည်းအဲ့လိုပြောစရာတွေဒီကိုယ်ပိုင်မိသားစုတွေနဲ့ဆိုရင်လည်းအဲ့ဒါတွေမတွေးမိတော့အဲ့လိုမျိုး